်အလုံးဝမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ် Rotten Soda က One Championship Muay Thai Fighter တွေထဲမှာနာမည်အကြီးဆုံးဖြစ်ပြီးတော့ဒူဂျီအကောင်ဆုံး Fighter တစ်ယောက်လည်းဖြစ်ပါတယ်သူက One Championship မှာတပွဲထူးကြီးဘက်စဲတန်အတိတ်ကိုရရှိနေပါတယ်ပရိသတ်တွေကိုချော်ဖြေမှုပေးနိုင်တဲ့ကစားပုံရှိတာကြောင့်ပရိသတ်တွေအကြိုက် Fighter တအူးလည်းဖြစ်ပြီးတော့ဝိုင်းရဲ့မျက်နှာသားပီးချင်းကိုလည်းခံရပါတယ်။ဒါပေမဲ့လင်းလက်ရှိမှာတော့ Rotten တယောက် ပြည်ထနာတွေဆက်တိုက်ဖြစ်နေရပြီးတော့ဂျင်ပြန်ခက်ပတ်ပါဖြုတ်ချခံလိုက်ရပြီလေဖြစ်ပါလေ။လာမယ့်119ပြန်ပွဲမှာဆိုရင်တော့ဝမ်ချမစ်စစ်ကရော့တန်ကိုဂျက်ကော့စမစ်နဲ့ဖလိုက်ဝိတ်ခပ်ပတ်ကောက်ွယ်ပွင့်အဖြစ်ပွဲတင်ပေးထားခဲ့ပါလေ။ဂျက်ကော့စမစ်ဆိုတာကရော့တန်အနိုင်ယူထားခဲ့ပူတာဖိုက်တာတယောက်ပဲဖြစ်ပါလေ။ ဝမ်ချမင်းရှစ်ကတော့ရော့တန်ကိုတာခီရူနဲ့မထူးတက်ခိုင်းခင်လွယ်ကူတဲ့ပြိုင်ဖက်နဲ့ပွဲတည်ပြီးထားခဲ့တာလည်းဖြစ်ပါလေ။ဒါပေမဲ့လည်းရော့တန်ကတော့ဒီပွဲအတွက်သမဝိအတွင်ဝင်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။အစောပိုင်းမှာရော့တန်ဟာဝိတ်အတွင်းဝင်ရောက်နိုင်ခဲ့တဲ့ဆိုပြီးမဲ့လင်း hydration test မအောင်ခဲ့တာကြောင့်ရည်တက်ပြန်ဖြစ်ခဲ့ရပါလိမ့်။ရည်တက်ပြန်ဖြစ်ရင်ဝိတ်တမချက်ကကျော်လွန်သွားခဲ့ရပါလိမ့်။တို့အနေနဲ့အချိန်မီဝိတ်ပြန်ချနိုင်ခဲ့ခြင်းတော့မရှိပါဘူး။ ဒါကြောင့်ဝမ်ချင်းမင်းရှိကသူတို့ရဲ့စီမင်းအတိုင်းဝိတ္တမချက်မဝင်ရောက်တဲ့ရော့ထန်ကိုခပ်ပတ်ဖြုတ်ချလိုက်တာဖြစ်ပါလေ။ဒါကရော့ထန်အတွက်နပွဲဆက်သတ်မှတ်ဝိတ်အတွင်းမဝင်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါလေ။ပြီးခဲ့တဲ့ Dennis Juris နဲ့ပွဲတော်မှာကလည်းရော့ထန်တရားဝိတ်ပူလို့ထူးကြီးခွဲပြီးရခဲ့ဖို့ပါလေ။မကြာသေးခင်ကအင်ထောင်ကြီးကိစ္စအရှုပ်ရှင်တွေလည်းဖြစ်ထားတဲ့ရော့ထန်တရားလက်ရှိမှာလည်းအစင်မကြီးမှုတွေဆက်တိုက်ကြုံနေရတာလည်းဖြစ်ပါလေ။ ဂျက်ကော့စမင်ဖက်ကလည်းလက်ခံတဲ့အတွက်ဝိတ်ကတော့ cash weight ခေါင်းစဉ်အောက်မှာဆက်လက်ကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း Rotan အနေနဲ့ပြန်ဖက်ဖြစ်တဲ့ Jack Cross မစ်ကို 2G 25ရာခိုင်နှုန်းခွဲပြီးသွားရမှာဖြစ်ပါတယ်။ Jack Cross မစ်အနေနဲ့လည်းကန်ကောင်းသွားတယ်လို့ပြောလို့ရပြီးတော့ 2G ဘတ်နှစ်တန်းခွဲလောက် Rotan စီကလည်းရရှိတော့မှာလည်းဖြစ်ပါတယ်။စီမင်းတွေရ Rotan အနေနဲ့ဒီပွဲမှာအနိုင်ရတဲ့ဆိုရင်တော့ချန်ပီယံပြန်ဖြစ်မှာမဟုတ်ပါဘူး။ တို့အနေနဲ့နောက်ပွဲတွေကြမှာချန်ပီယံခပ်ပတ်ကိုစိန်ခေါ်ထူးတက်သွားရတော့မှလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Jack Cosmic ကတာအနိုင်ရသွားမယ်ဆိုရင်တော့ချန်ပီယံဖြစ်ခွင့်ရှိနေပါတယ်။ပုံမှန်ဆိုရင်တော့ Rotten အနိုင်ရဖို့တည်ချတဲ့ပွဲမျိုးဆိုပေမဲ့လည်းလက်ရှိမှာတော့ဘာမဆိုဖြစ်သွားနိုင်တဲ့အနေအထားမျိုးပါ။စိတ်တပိုင်းဆိုင်ရာအရာထိခိုက်မှုတွေရှိနေတဲ့ Rotten တယောက်မထင်မှတ်ပဲရှုံးနိမ့်သွားတာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။လာမယ့်ဒီဇင်ဘာလ10ရက်နေ့မှာကျင်းပမယ့် UMC 310ပြိုင်ပွဲကြီးမှာဆိုရင်တော့ဂျိုရှော့ဗန်တင်းအောင်ပွဲပြင်ထူးတက်သွားရတော့မှာလည်းဖြစ်ပါလိမ့်ဂျိုရှော့ဗန်ကတော့ပရိသတ်တွေအလုံးတိကျတဲ့အတိုင်းပဲလူစားဝင်ဖိုက်တာအနေနဲ့တောက်လျှောက်ထူးတက်လာခဲ့ရကံဒီဒီခါမှာတော့လူစားဝင်ဖိုက်တာအနေနဲ့မဟုတ်တော့ပဲထူးတက်သွားရမှာဖြစ်ပါလိမ့်ဂျိုရှော့ဗန်ရဲ့ပြိုင်ဖက်ကတော့ခူဒီဒါတန်စုဘူပင်ဖြစ်ပါလိမ့်ကိုရီဒါတဟာ2020ခုနှစ်ကတည်းက UFC ကိုရောက်ရှိနေခဲ့တဲ့ဖိုက်တာတယောက်ပဲဖြစ်ပါလေ UFC မှာအမြင့်ဆုံး၄ပွဲအနည်းနဲ့ဆက်တိုက်အနိုင်ရရှိခဲ့ပူပါလေ။နှစ်ပွဲဆက်ရှုံးနေထားရကနေပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ Max Jenny ဆိုတဲ့ fighter ကိုပြန်ပြီးတော့မှအနိုင်ရယူပြန်ထားပါလေ။ Kobe Dutton ဟာ flyweight ranking ဝင်နေတဲ့ fighter တဦးဖြစ်ပြီးတော့အဆင့်15နေရာမှာရပ်တည်နေပါလေ။ဒါကြောင့် Joshua Van အတွက်လည်း ranking ဝင်ဖို့အခွင့်အရေးရှိနေတဲ့ပွဲလို့ပြောလို့ရမှာဖြစ်ပါလေ။ Kobe Dutton ကတော့ stand fight ပိုင်းရော ဘယ်ဖလင်းပိုင်းမှာကောင်းတဲ့ဖိုင်တာတူလို့ပြောလို့ရပါတယ်။သူရဲ့နိုင်ပွဲတကူကြည့်မယ်ဆိုရင်တော့ချုပ်ခွက်နဲ့နိုင်နာက9ပွဲ၊အလဲထူးနဲ့နိုင်နာက9ပွဲအထိရှိထားပါတယ်။ဒါကြောင့်အလဲထူးပါဝါရှိတဲ့ဖိုင်တာတူဖြစ်တယ်လို့သတ်မှတ်လို့ရပါတယ်။ဒါပေမဲ့လည်းခူရီတတန်ရဲ့ကစားပုံက BGG ပိုင်းကိုပူပြီးအားပြုတဲ့ပုံစံမျိုးတွေတွေ့မြင်နေရပါတယ်။ကျောဆာဗန်ကတော့ Stanford ပိုင်းကိုအပြုတ်ထိုးတက်တဲ့ဖိုင်တာပဲဖြစ်ပါလေ။သူရဲ့ဖိုင်တာပေါ်က9.7ပွဲမှာဆိုရင်လည်း 6ပွဲအထိကိုအလဲထိုးနိုင်ခဲ့ပါတယ် UFC မှာသူထိုးတက်ခဲ့ပိုးတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်တော့စိုင်းထိုးပြန်ထိုးတက်တဲ့ပုံစံနဲ့ကစားခဲ့တာများပါတယ်ကိုဒီတတန်အနေနဲ့ဂျော့ရှာဗန်ကိုရင်ဆိုင်ဖို့အတွက်ဘောဇင်ပိုင်းကိုအဆင်မြင့်တည်နေတယ်လို့တည်ထားရပါတယ်။ကိုဒီတတန်ကတိတ်မကြတီးခင်ကမှ BJJ ခက်ပတ်နှက်ကိုရရှိထားခဲ့တဲ့ဖိုင်တာဘင်းဖြစ်ပါတယ်။ဒီပွဲမှာသူ့အနေနဲ့ ground ပိုင်းကိုအပြုတ်ကစားဖို့တော့များပါတယ်။ ကျော်ကျော်ဗန်ကြီးရဲ့ထိတ်တောင်း defense ပိုင်းကိုစမီးပွဲစစ်မဲ့ပွဲလို့တောင်ပြောလို့ရပါလိမ့် ground ကိုမပါဘဲ stand fight အနေထားမှာရှင်ထိုးခွင့်ရမယ်ဆိုတော့ကျော်ကျော်ဗန်အတွက်အခွင့်အရေးများနေပါလိမ့်လာမယ့် December လမှာ chim pam မဲ့ UFC 310ပြိုင်ပွဲရဲ့ ground ပွဲမှာဆိုရင်တော့ UFC ကဘလဲမိုဟာမက်နဲ့ရှက်ခက် Ramano တို့ကိုဝေရန်ဝိတ်ခပ်ပတ်လူပွဲအနေနဲ့ပွဲတင်ပြီးခဲ့တာအလုံးလဲအတိဖြစ်ပါလိမ့်ဒါပေမဲ့လည်းဘလဲမိုဟာမက်ကတော့ချမ်းမာရေးတွေကြောင့် သွေးဆိုင်ကနေနှုတ်ထွက်သွားခဲ့ရပြီးကောင်းပွဲသွေးဆိုင်ကပြက်သွားခဲ့ရပါတယ်။ချန်ပီယံဖိုက်တာကနှုတ်ထွက်သွားတာဖြစ်တဲ့အပြင်ကောင်းပွဲလင်းဖြစ်တာကြောင့်ဒန်နဝိတ်အတွက်ကောင်းကိတ်စရာတွေဖြစ်လာရပါတယ်။ခပတ်လူပွဲမဟုတ်ပဲဘလက်မိုဟာမက်နီယာတခြားဖိုက်တာကိုအစားထိုးပြီးကောင်းပွဲထိုးတက်ခိုင်းရင်လည်းဘရုကမစိတ်ဝင်စားချက်မှာမဟုတ်ပါဘူး။ UMC မှာသွေးဆိုင်တစ်ခုပြတ်တိုင်းလူစားဝင်ထုတ်တက်ပြီးတော့ဝင်ကင်ပြီးမဲ့ဖိုက်တာတအူးလင်းရှိပါလေသူကတော့အလုံးတိကျတဲ့ LS Paria ဝင်ဖြစ်ပါလေ ဒီတစ်ခါမှာတော့ UMC က LS Maria ကို UMC 310မှာလူစားဝင်ပြီးခေါင်းပွဲထူဖို့အတွက်ကန့်လန့်ထားပြီးလို့တည်ထားရပါတယ်။ LS Maria ရဲ့ပြိုင်ဖက်ကတော့ Marco Matt Akanli ဆိုတဲ့ဖိုင်တာမင်းဖြစ်လာဖို့ညာနေပါတယ်။ LS Maria ကနောက်ဆုံးထိုးတက်ထားခဲ့တဲ့ Kali Round 3နဲ့ပွဲမှာတော့ဒဏ်ရာပြဿနာတချို့ရှိထားပါတယ်။ ဒါပေမဲ့လည်းသူ့အနေနဲ့ဒီဇင်ဘာလမှာပွဲထိုးနိုင်လောက်တဲ့အနေထားမျိုးရှိနေတယ်လို့သိထားရပါတယ်။နောက်ထပ်သတင်းထွက်နေတာကတော့ Shaka Ramano နဲ့ Kamaru Usman တို့ရဲ့တွဲဆိုင်ပွဲဖြစ်ပါတယ်။တကယ်လို့ Alex Pereira ကိုကန်လန်းတာမအောင်မြင်ခဲ့ဘူးဆိုရင်တော့ UFC က Belal Muhammad နဲ့ Kamaru Usman ကိုပဲအစားဝင်ပြီးထိုးတက်ခိုင်းနိုင်ခြေရှိနေပါတယ်။ တမရူဥစမန်နဲ့ရှက်ကရမန်ဒိုတို့ရဲ့တွဲဆိုင်ကိုပင်ဝေဒဝိခပတ်လူခွင် အဆုံးအဖြတ်ပြီးမဲ့ပွဲတပွဲအဖြစ်ပွဲတည်ပြီးလာနိုင်ခြေရှိနေပါတယ်။လက်ရှိဘောက်ဆင်လောကမှာပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ပွဲစဉ်တပွဲလေးရှိနေပါတယ်။အဲဒါကတော့ဘောက်ဆင်လောကကနေအနားယူထားပြီးကြာပြီးဖြစ်တဲ့ကနဝင်းဖိုက်တာကြီးမိုက်တိုင်ဆန်နဲ့နောက်တက်တက်ဆလူငယ်ဖိုက်တာတူဦးဖြစ်တဲ့ဂျိတ်ဖောတို့ထူးတက်သွားကြမဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ အစားတုံးကတော့ဂျိတ်ဖုန်နဲ့မိုက်တဆန်တို့ကတေးဥပြပွဲနောက်ပင်ဖြစ်မယ်လို့ထင်ထားခင်ကြပါတယ်။တကယ်တမ်းမှာတော့သူတို့က professional ပွဲအဖြစ်ထူးတက်သွားကြမှာပါ။ဒီပွဲရလက်က professional record ထဲမှာလည်းအကျုံးဝင်သွားမှာဖြစ်ပါတယ်။သူတို့နေအောင်ရဲ့ပွဲကိုပြီးခဲ့တဲ့ဇွန်လတုန်းမှာပွဲတည်ပြီးခဲ့တဲ့ဆိုပေမဲ့လည်းမိုက်တဆန်ရဲ့ကျမ်းမာရေးအခြေအနေကြောင့်ပွဲကပြတ်သွားခဲ့ရတာဖြစ်ပါတယ်။လာမယ့်နိုဝင်ဘာလ15ရက်နေ့မှာတော့ပွဲကတီချာပေါက်တက်လာတော့မယ့်အနေအထားမျိုးရှိနေပါတယ် ဗီဂျူဘန်လောကကနေလာတဲ့ဂျိတ်ဖောင်းဟာဝယ်လင်တော်တော်လိကိုရှာတတ်နေပါတယ်။သူကတိုက်ခိုက်ရေးလောကတစ်ခုလုံးကဖိုင်တာတွေကိုပတ်ပြီးတော့စင်ခွန်ပြီးတက်ပါတယ်။အနာယူသွားပြီးကြာပြီးဖြစ်တဲ့ဘောက်ဆင်အကျော်မော်ကြီးမိုက်တိုင်ဆန်ကိုလည်းသူ့ဘက်ကနေစပြီးတော့စင်ခွန်ခဲ့တာဖြစ်ပါတယ်။ဂျိတ်ဖောင်းဟာဘောက်ဆင်ပိုင်မှာလည်းတဖြည်းဖြည်းနဲ့တူးတက်လာနေတဲ့ဖိုင်တာတူအိုးပင်ဖြစ်ပါတယ်။သူရဲ့ဆွမ်းဆောင်ရည်ကတော့တပွဲထက်တပွဲတူးတက်လာနေပါတယ်။နောက်ဆုံးထူးတက်ထားခဲ့တဲ့ပွဲမှာဆိုရင်တော့ဂျိတ်ဖောင်းက မိုက်ဘယ်ရီကိုအလဲထိုးနိုင်ခဲ့ပါတယ်မိုက်ဘယ်ရီဆိုတာကလည်း UFC မှာထူးတက်ခဲ့ဘူးသလို BKFC မှာလည်းထူးတက်ခဲ့ဘူးတဲ့ဖိုက်တာကောင်းတူဦးပဲဖြစ်ပါတယ်ဒီလိုဖိုက်တာကိုတပွဲလုံးအသာစီးယူထူးတက်ပြီး6ချီမြောက်မှာအလဲထိုးနိုင်ခဲ့တာလည်းဖြစ်ပါတယ်မိုက်တန်ဆန်ကတော့တစ်ချိန်တုန်းကတိတ်တိတ်ကျဲဖိုက်တာကြီးဆိုပေမဲ့လည်းသူ့ရဲ့အကောင်ဆုံးအချိန်တွေကတော့ဂုံလွန်ခဲ့ပါပြီလက်ရှိမှာဆိုရင်တော့အသက်50ကျော်နေပြီဖြစ်ပြီးတော့အဖိုးကြီးတယောက်လိုဖြစ်နေပြီလို့တောင်ပြောလို့ရပါတယ် ဒါကြောင့်ပရိသတ်တွေကလည်း Mike Tyson အတွက်စူးရင်နေကြပါလိမ့်။ဒီပွဲက Mike Tyson အတွက်အသက်အန္တရာယ်ရှိတဲ့ပွဲလို့တောင်ပြောနေကြပါလိမ့်။ဒါပေမဲ့လည်း Mike Tyson ကိုယ်တိုင်ကတော့သူ့အနေနဲ့ဒီပွဲမှာအနိုင်ရမယ်လို့တောင်ယုံကြည်နေပါလိမ့်။အသက်အရွယ်ကွာဟလုံးတဲ့ဒီ Fighter နှစ်ယောက်ရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့စိတ်ဝင်စားဖို့ကောင်းနေပါလိမ့်။လူငယ်ဖိုက်တာဖြစ်တဲ့ Jake Paul ကအနိုင်ယူသွားဖို့ကတော့ရခိုင်နှုန်းတော်တော်လေးကိုများနေတယ်လို့ပြောလို့ရပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့သင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ အဆုံးထိကြည့်ရှုကြပေးနေတဲ့အတွက်ကြောင့်မို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်။နောက်လာမယ့်နေ့ဒီမှာလဲအကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ဆူဆီတုံ့တက်တင်ဆက်ပြီးတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးတဲ့ပရိသတ်တွေရှိအောင်မယ်ဆိုရင် like and subscribe လေးနဲ့အပိခေပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးစံပယ်ဖြစ်ပါတယ်အားလုံးပဲတောင်းရန်ပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ